။အမားတို့ကကလေးလာမှစောင့်မိမကြဘူးလို့မျိုးဖြစ်ပြတယ်ရောကြောက်ရတယ်ဆိုတော့တကယ်ဟုတ်မခံနိုင်နိုင်ပါဘူး။ဒါပေမဲ့ကျမစိတ်ကိုတက်နိုင်ဆုံးကျမမအောင်နေပါကိုကြောင့်မလို့သူများတွေစိတ်ဆင်းမြဲရအောင်လို့ပါ။ဖြစ်တာတော့ဘုံလုံးပြန်စီရဖျားတွေရောပြန်စီတော့ခါကျတော့ကိုရရတဲ့ကိုကြည့်ပဲအစားဆိုရင်ဟိုမြုပ်ပြက်ကြီးကြာလို့ကျွန်တော်တို့မှာကိုအိမ်ကပြိုသွားပြီဆိုတော့လေကလေးတွေရောပါမယ်မလို့ဒီသမီးလေးနဲ့ထားပြခဲ့တာအဲ့ဒီမှာသူတို့ကဟိုဟာ ိမ်မှာတန်းနေခဲ့တာသူတို့ငလင်းလောက်ပြီဆိုတော့ဒီအပြင်ဘက်ကိုတိုက်ရှေ့အဲအိမ်ပြင်ဘက်ကိုထွက်ကြတာပါအိမ်ကလည်းနောက်ဘက်ကပြိုလို့ရှေ့ဘက်ကပြိုတယ်ဆိုရင်ကလေးတွေပါပြီမှာညီမလေးကကလေးလေးခေါ်ထွက်လာတာလား ဒီဒီကဖြစ်သွားတာဖြစ်သွားတော့ချက်ချင်းကြီးမဲ့လုံးဝငလင်းကြီးကတောက်ချောက်ကိုလုံးဝအကျဉ်းကြီးရင်ဆုံးဖြစ်တာဖြစ်တာလေသူကတောက်ချောက်တို့ဒုံဒုံဒုံဖြစ်တာမဟုတ်ရင်ဦးတော့သူကခုံးတာဝုံ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 ခုံးပြီးတော့တောက်ချောက်ကိုအရှိတော်နောက်တော့နေရာကိုဆောင်းအောင်သူကရိုက်ဖြုတ်လိုက်တယ်လို့ဖြစ်သွားတာအခုတော်တော်များများအိမ်တွေပျက်စီးကြတာတွေများတယ်ဟိုအသားအိမ်တွေကတော့ပျက်စီးရနေအခုကတိုက်တွေတော်တော်များများဖြစ်ကြတယ်အဲ့လိုမျိုးတွေဖြစ်တယ်ဟုတ်ဟုတ်ဖျားကြီးလည်းပြိုတယ်ဘာလို့လဲရော အိမ်ကမရှိတော့ဘူးအိမ်ကလည်းလုံးဝနေလို့မရတဲ့စင်တီကိုရောက်သွားပြီဟုတ်အမအဲ့လိုမျိုးတော့မထိခဲ့ဘူးဒါပေမဲ့ဖြစ်နေတဲ့အချိန်မှာတော့ကျမအိမ်မှာတယောက်တည်းအဲ့တော့ကျမဟိုလိုဆိုရင်မီးနွေးဝင်နေတော့ရှိသေးတာမီးနွေးဝင်နေတဲ့အချိန်တော့ဒါပေမဲ့ကို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 အကိုကိုဆိုပြီးတော့အဲ့လိုမျိုးထွက်လာတာဟုတ်ဒီလိုပါပဲအကုန်လုံးဆင်မပြေနေတဲ့ကြားထဲကတော့ကိုကနဲ့ကိုတော့တက်နိုင်ဆုံးနေကောင်းအောင်တော့နေပါလေကလေးကဖမ်းတယ် ။မြားတော့အချိန်က10နာရီဆီယမစီမအဲ့လိုပေါ့ကျမကျစ်တဲ့စီကံမမွေးတာဆိုတာလေ။အဲ့ဆီယမစီမကနေ6နာရီလောက်အဲ့လိုနာလဲတခါမှမချီလဲရဘူး။ကိုပိန်းနားမှာထားထားလိုက်ဆိုခဏညောဆင်းလို့ရပြီတဲ့။သူကအိမ်မှာသူတို့အိမ်မှာဆင်းကန်းဖွင့်တာဆင်းလို့ရပြီဆိုဆင်းလိုက်တာ။ဆင်းပြီးအိမ်ရောက်တော့မှမကြဘူး။ကလေးကဆုံးတာ။ဘယ်လိုမျိုးပြတာ ရင်နိုင်တော့ကျမတို့တကယ်တော့လုံးဝမခံစားနိုင်ဘူးဒါပေမဲ့လူတွေရဲ့အရှင်းပါတော့ကိုယ်နေကောင်းတော့လို့မင်းနေတော့ကျမမျက်ရည်တစမချပါနဲ့ကျမနေကောင်းပါတယ်လို့ဖြေခဲ့ပါတယ်။ဘာလို့ဆိုတော့ကိုကကလေးရလဲတော့ဦးလဲတော့ဦးဆိုတော့လေကျမတို့လည်းဒီမှာကြားမနေလိုက်ဘူး။အောင်ကြလေးနဲ့ယောက်ကြလေးဆိုတော့ကျမတို့ကကလေးလာမှစောမိမကြဘူးလို့မျိုးဖြစ်ပြတယ်ရောကြုံရတယ်ဆိုတော့တကယ်ကိုမခံစားနိုင်ပါဘူး။ဒါပေမဲ့ကျမစိတ်ကိုတက်နိုင်အောင်ကျမမအောင်နေပါဘူး။ ို့ကြောင့်မလို့သူများတွေလည်းစိတ်ဆင်းမြဲရအောင်လို့ပါဖြစ်တာတော့ပုံလုံးပြန်စီရဖះရတွေရောပြန်စီတော့ခါကျတော့ကိုရရတဲ့ကိုကြည့်ပဲအစားဆိုရင်ဟိုမြုပ်ပြက်ကြီးကြာလို့ကျွန်တော်တို့မှာဒါပေမဲ့အားခက်ပြီးတော့ဖြစ်တော့မှဖြစ်တဲ့လျောင်များဘဲမှတော့မသွားနိုင်ဘူးကိုစီမှာပဲကိုကိုတီထားနေမှာပဲကိုနေမယ်ဆိုပြီးတော့နေနေကြတဲ့လူတွေလည်းရှိရတချို့ကြတယ်ပြောင်းပြန်လူတွေလည်းရှိတယ်ဒါပေမဲ့ကျမတို့ကမပြောင်းဘူးဒီ ဖြစ်ပြီးဆိုရင်ဒုံဒုံဒုံရင်းတော့အဲ့ဆက်လို့တော့တရက်တရက်နေရဆိုရင်အကြီးကျယ်လှုပ်ပြီးနောက်မှလုံးဝမငြိမ်ဘူး24နာရီလုံးခါနေရရှိသေးဘူးကတော့တရားရင်ငြိမ်တော့ရင်တော့ကိုခုတော့အတင်းပြီးတော့နေနေပါနဲ့ကုံတော့ကိုတယောက်တည်းဒုက္ခရောက်နေမှမဟုတ်ဘူးလေအားကြောင့်မလို့ဟုတ်ဟုတ်ကဲ့ကျမနာမည်ကမအေးအောင်ပါ။လေရောက်ကမာနေရ ဆရာကွက်တဲ့မနေတာဒါအခုဒီကဒါဝေးနေနေတာဘယ်ရက်ကိုပြောရလဲဒါကြသောရဘက်ရက်ပေါ့ဝေးလာဆိုတော့ဝေးတယ်ရှင်အဲ့ဒါဒီကိုစိုက်သွင်းနေလာကြတာဝေးတယ်ဆိုလို့ဝေးတယ်ဆိုတော့စိုက်သွင်းနေလာပြီးတန်းကြီးဟုတ်တယ်ဟုတ်တယ်ဒါဒီကကဲဖြစ်နေတာပေါ့အာစားဖို့နေရေးပေါ့ဒါတော့ပါပဲစားဖို့နေရေးပေါ့နော်လောလောဆယ်တော့ခူအားကြလုံငန်းလည်းပါမှမရှိဘူးနေဖို့အားကြတော့တော့ဟိုခူအားကြအိမ်ကတစ်ချမ်းနောက်ဖက်တစ်ချမ်းပြိုသွားဆိုတော့လမ်းမှာပဲထွက်နေကြပေါ့ အဲ့ရင်တော့အေဂျင့်မြင့်နေတာဒါလည်းကြမ်း main ကလေးမန္တလေးရှိတိုင်းလေသူကနှစ်လမပြည့်သေးဘူး55ရက်ကြောကြောလေးပဲရှိသေးရဒီဖြစ်တဲ့နေ့တော့ပမာရှိနေခဲ့တယ်ငလင်းဖြစ်တဲ့နေ့ကအဲ့မန်းလေးကိုစစ်နေတုံးရောင်းသွားတယ်50ဘက်ကိုရောက်လာ50မှာဆတ်လောက်တာပဲငလင်းကအဲ့ရနေပြန်လာတော့ပြန်လာတော့ခါကြနေပြီးတော့ဒီစကိုင်းတရားကြီးကျိုးသွားတယ်ဆိုတာသိရစကိုင်းဘက်ကိုပါတယ်ဆိုတာသိရတယ် ကလေးနဲ့တနေ့ကုန်ပေါ့ညနေပိုင်းဟွာလောက်မှ၄နာရီထိုးလောက်မှဒီစကိုင်းပဲပြန်ရောက်တာဟိုငိုးနေတာကိုအိမ်ရောပြုတ်သွားပြီဆိုတော့လေကလေးတွေရောပါမမလို့ဒီသမီးလေးနဲ့ထားပြခဲ့တာအဲ့ဒီမှာသူတို့ကဟွာအိမ်မှာကျန်းနေခဲ့တာသူတို့ငလေးလောက်ပြီဆိုတော့ဒီအပြင်ဘက်ကိုတိုက်ရှေးအိမ်အိမ်ပြင်ဘက်ကိုထွက်ကြတာပါအိမ်ကလည်းနောက်ဘက်ကပြုတ်လို့ရှေးဘက်ကပြုတ်လို့ဆိုရင်ကလေးတွေပါပြီမှာညီမလေးကလေးလေးခေါ်ထွက်လာတာ မှန်တာပြောပြရရင်ဟိုဘက်ရွာဟိုဘက်ကိုပြန်ကောင်းမလားဒီမှာပဲဆက်နေရမလားဟိုပြန်ပြန်နဲ့လဲသူများစီမှာတိုက်ပြီးလောက်ကင်မစားတတ်ဘူးစင်းမီကောင်ရောင်းလာတော့ကြာပါပြီခင်းတို့စင်းမီကောင်တို့ရောင်းလာလေခင်းပဲရောင်းနေခင်းလောက်လောက်ပဲလောက်လိုက်ပြီခင်းလောက်ကြည့်တယ်လောက်တော့အဲ့ဒါတော့ဘာပေါ့နှစ်နှစ်သုံးနှစ်လောက်တော့ရှိပါပြီစတော့ကတော့ဟုတ်စင်းပြပါရဲ့စားဖို့တောက်ဖို့အတွက်ကျွန်တော်လည်းစီးပါအခုလိုမျိုးလောက်လိုက်တော့ရောင်းရွယ်ရေးကလုပ်ငန်းဆောင်မရှိတော့ဘူးနော်။နေဖို့ထိုင်ဖို့ကဆက်